ကဲဒီနေ့ကတော့ဒီမလဲတဲ့ကနေပြီးတော့စပားချီသွင်းရင်းနဲ့ရလာတာပေါ့နော်ငရံကြီးရှိ ဖြစ်ပါတယ်သူကလေဒီမှာကီကီလိုဝတ်1ကီလိုလောက်တော့ရှိမယ်နော်ဒီမှာတထောင်လောက်ကြီးရှိရပေါ့နော်ဒီမှာအဲဒီဟာလေးကိုနှက်ပြမှာဖြစ်ပါတယ်ပေါ့နော်ကဲဒါတော့ ငါကြည့်ခွနေကိုလေအသေးချတော့တလူမျိုးချစ်ပြရတယ်နော်ဒီငရရလေနမို့ဆိုလို့ရှင်စလို့မကောင်းဘောနော်ဒါတကောင်ရေးရတဲ့အပိုင်းလေးတွေအပိုင်းလေးတွေပိုင်းထားတာဘောနော်ဒါလေးကိုစားစနနေပြီးတော့15မိနစ်နိုင်ဝက်ခန့်ဒါနှက်ထားပြီးမှဖြစ်ပါတယ်ဘောနော်ငနမုံလေးထည့်ပါမယ်ရှုံမုံလေးထည့်ပါမယ်စားလေးထည့်ပါမယ် အဲ့လိုလေးထည့်ပြီးတော့နှမ်းဆက်အောင်နေလိုက်ပါမယ်ခဏနေဆို ချက်လို့ရပါပြီရှင်ဒါလေးတွေကတော့နေထားပြီးဖြစ်တဲ့ပေါ့เนาะအရာသာနှက်ပြီးဖြစ်တဲ့အသားလေးတွေပဲဖြစ်ပါတယ်ဒါလေးကို15မိနစ်မိနစ်20ခန့်လောက်ကြာအောင်နှက်ထားပေးမှဖြစ်ပါတယ်ကဲစီပူလာပြီဆိုရင်အစောနာကထောင်းထားတဲ့ရံရုပ်တိမဆက်လာပေါ့เนาะရောင်တင်လေးထည့်ပါမယ် ်ဒီတက်ပါမယ်အကြောင်းလေးနနနွန်းလာပြီဆိုရင်ခန်းကျင်ဒီလေးစိတ်ထိုးတာလေးကိုထည့်ပါမယ်။ဒါလေးကိုစီတက်ပေးပါမယ်လက်ညောင် ကဲကျန်းကျင်ပြီးလဲလိတ်သွားပြီဆိုတော့ခါကြတော့အစွမ်းနာနှက်ထားတဲ့ဒီငါးလေးကိုထည့်ပါမယ်ငါးလေးတွေထည့်ပြီးတော့ဂလိုလေးပြန်ပြီးတော့မှုန့်သေးပါမယ်ဒါသူကမကြက်သေးဘူးဆိုရင်တော့ဒီဂလိုမျိုးလေးမှုန့်လို့ရတယ်ပေါ့နော်မကြက်သေးဘူးဆိုလို့ချင်းကြက်ခဏနေရင်တော့ဂလိုမျိုးမှုန့်လို့မရတော့ဘူးပေါ့နော်ဒါအရသာလေးတွေ ခန်းတင်ခန်းကျင်ဒီအချင်းလေးတွေအထဲဝင်သွားအောင်လို့ဂလိုမျိုးလေးမှွေပေးမှာဖြစ်ပါတယ်ကဲဂလိုအနေထားလေးရောက်ပြီဆိုတော့ရေလေးနည်းနည်းထည့်ပြီးတော့အဖုံလေးဖုံးပြီးနှက်ထားပါမယ်ဟင်းဝတ်ချီနေလေးကိုတစ်ချက်ပွင့်ကြည့်ပါမယ်။အဲတော့ဒီအနေထားလေးရောက်ပြီပေါ့နော်။ ဒါတော့ဒီတည်ထားလိုက်အောင်မယ်နည်းနည်းလေးအရေခန်းလာပြီဆိုရင်နံပါတ်လေးနဲ့ဒီနံပါတ်လေးနဲ့ငြုပ်ဒီစင်းလေးနဲ့ကိုခတ်ပြီးတော့အဲချလိုက်မှာပဲ